ွှေစည်းကုံးစည်းတော်မြတ်ကြီးဟာရန်ကုန်တိုင်းတကုံမြို့နယ်တင်ခုတ်တရာကုန်းတော်ထက်မှာတည်ရှိပါတယ်။ပင်လယ်ရေမြင့်နေပင်အထက်ပေ190 60မီတာမြင့်ပါတယ်။ညံတော်အမြင့်326ပြီး100မီတာခန့်ရှိပြီးဘုဒ္ဓဂမင်းဟာ134အီက46ဟက်တာကျယ်ဝန်းပါတယ်။ ရေမြင်တော်ရဲ့အကျယ်ဝန်းဟာ14အေကာ6ဟက်တာကျယ်ဝန်းပါတယ်မဟာတက္ကီတရား3ခုနှင့် BC 600ခန်းမှာဂေါရမဘုရားမြတ်စွာဘုရားရှင်ဖရာအဖြစ်သူရောက်တော်မူပြီးနောက် တတတထာခဏဌာနမှာလှည့်လေဆံမြန်းတော်မူစဉ်ဩကလာပတိုင်းမှာတပုတ်တနဲ့ဗလိကာမိရှိ ကုံတယ်ညီနောင်တို့ဟာပြားမုံအုပ်ဆုံးတို့ကိုဆက်ကလူလန်းကြပါလေ။ဘုရားရှင်ကမြေတာဒါနအဖြစ်စံတော်မြတ်ရှိစုကို ပြန်လည်ပေးဆုံးခဲ့ရာအဲ့ဒီစံတော်များကိုမြန်မာနိုင်ငံတို့ပင့်ဆောင်ခဲ့ပါလေ။ဩကလာပတိုင်းတို့ပြန်လည်ရောက်ရှိခြင်းမှာဩကလာပမင်းကြီးအမှုပြုပြီး တိုင်းပြည်ပြည်သားများကကြိုးစိုးပူဇော်ခဲ့ကြပါလေ။အုတ်လာဘမင်းကြီးအမှုပြုတဲ့အုတ်လာဘတိုင်းသားများဟာရှေးခင်ပွင့်တော်မူပြီးတော့ကကုတန္တမြတ်စွာဘုရားရှင်ရဲ့တောင်မွေးတော်ကောနာကမနဘုရားရှင်ရဲ့ရည်စစ်တော်ကတ်ပဘုရားရှင်ရဲ့ရည်သူတို့တင်ကန်းတော်တို့နဲ့ဂေါရမဘုရားရှင်ရဲ့စံတော်ရှိစုကိုတိမ်ခုစရာဂုံတော်ထက်မှာဌာပနာပြီးညံတော်အမြင့်66ပေမီတာ20ရှိတဲ့ကျွေးလုံးစီတော်ကိုတည်ထားပူဇော်ခဲ့ပါလေ။ ဖွင့်တော်မူပြီးဖြစ်တဲ့ဗုဒ္ဓဘုရားရှင်လေးစုတို့ရဲ့ဓာတ်တော်မူတော်များကိဝရဇေယျဖြစ်တာကြောင့်လေးစုဓာတ်ပုံရွှေတကုံးဟုဝဲအမည်ရပါတယ်။ BC 600ခန့်မှာခရစ်နှစ်14ရာစုအတွင်းရွှေရုံဇေယျတော်ကိုဩဂလာပမင်းဆက်32ဆက်တို့ကပြုမြင်မှုမှထိသိမ်းခဲ့ကြပြီး1382ခုနှစ်မှာစတင်ပြီးပညာဦးမင်းပညာရံမင်းပညာကျန်တော်မင်း အစရှိတဲ့မင်းဆက်ဆက်တို့ကဆက်လက်ပြုနေမွမ်းမံထိန်းသိမ်းဆောင်ရှောက်တင်ကြပါလေခရစ်နှစ်1453ခုနှစ်ဘုရင်မကြီးဆင်ဆော့မှုလက်ထက်မှာဇေယျကြီးကိုညံတော်အမြင့်300ပြည့်အထိတိုးချဲ့တည်ဆောက်ခဲ့ပြီး1994ခုနှစ်ဆင်ပြူရှင်မင်းလက်ထက်မှာလက်ရှိညံတော်အမြင့်326ပြည့်69.36မီတာတိုင်အောင်မြင့်တင်ပြုပြင်ခဲ့ပါလေ။